စစ်တပ်အတွင်းအကြောင်းမျိုးမျိုးကြောင့် CDM ပြုလုပ်နိုင်ခြင်းမရှိတဲ့တပ်မတော်သားတွေအနေနဲ့ဖျဲသီးတွေဖြင့်စရင်ပေးသွင်းထားနိုင်ပြီး Pre-CDM ပြုလုပ်ကြဖို့လည်းပြည်သူ့ရင်ခွင်အဖွဲ့အစည်းကဖိတ်ခေါ်ထုတ်ပြန်ထားပါတယ်။ CDM ပြုလုပ်နိုင်ခြင်းမရှိသေးတဲ့ Pre-CDM ဖျဲသီးတွေအဖြစ်စရင်သွင်းထားသူတွေကိုလည်းကိုပိုင်မှတ်တွေပေးရထားမှာဖြစ်ပြီး CDM အကျိုးခံစား권တွေကိုလည်းတိုင်းတာတစ်ခုထိပေးရထားမယ်လို့သိရပါတယ်။ Pre-CDM ဆိုတာအရှင်းဆုံးပြောရရင်ဖျဲသီးပါ သူတို့ကိုပြည်သူ့ရင်ခွင်လုံခြုံရေးစီစဉ်ရဲ့ကြိုးခမ်းစာခွင့်တွေလည်းထပ်တူပေးထားပါတယ်လို့ပြည်သူ့ရင်ခွင်ဖွဲ့စည်းကတာဝန်ရှိသူတို့က ERI Times ကိုပြောပါရယ် President ပြုလုပ်ကရာထူးတီတီကနေဖျဲသည့်ဖြစ်တဲ့ရင် ပေးလာတဲ့တက်တွင်းသတင်းပေးပို့မှုတွေကြောင့်တော်လန်ရေးမှာများစွာထောက်ကူဖြစ်စေခဲ့တယ်လို့လည်းသိရပါရယ်လက်ရှိလူမှုကွန်ရက်မှာထွက်ပေါ်နေတဲ့စစ်ကောင်မရှင်ရဲ့လျှို့ဝှက်သတင်းကိစ္စတွေဆိုတာလိုအပ်လို့တော်လန်ရေးတိုင်းဝိုင်းကဖြန့်ပေးလိုက်တဲ့အနေထားပါအများသိလို့မရတဲ့လျှို့ဝှက်ကိစ္စတွေ ကင်တွယ်သုံးချလက်အမှုရယူနိုင်တာတွေဘလောက်ရှိခဲ့လဲရှိထားလဲဆိုတာတွေးလိုက်ရင် Presidium ကဘလောက်ထိအောင်လဲဆိုတာခံမှန်းရနိုင်ပါပြီလို့ပြည်သူ့ရင်ဝင်ဖွဲ့စည်းတာဝန်ရှိသူကဆက်လက်ပြောပါရယ်မြို့သားညီညွတ်ရေးဆိုရကာကွယ်ဝင်ကြီးဌာနကထုတ်ပြန်ခဲ့တဲ့အမာခံသတင်းပေးပို့သူများဖိတ်ခေါ်ခြင်းဆိုင်ရာကြေညာချက်အမှတ်ကိုမြင့်ဆောင်2020မှာဖျဲသီးတွေရဲ့လုံခြုံရေးကိုကောင်ွယ်ဖို့ ပေးပို့တဲ့သတင်းလိုက်စုချင်းငွေချင်းမြင့်ဖို့စတဲ့ President ပြုလုပ်သူတွေရရှိမဲ့ခွင့်ရေးတွေကိုလည်းပြဋ္ဌာန်းထားပါတယ်။ဒါအပြင် President ပြုလုပ်ထားသူဖရဲသီးတွေကအသက်အန္တရာယ်ရှိတဲ့စစ်မြေပြင်ကိုတွားရောက်ရတဲ့အခါမှာဖြစ်စေ၊တုံမှန်းဖြစ်ဖမ်းဆီးခံရတဲ့အခါမှာဖြစ်စေ၊ကုညီကဲထုံးမှုတွေပြုလုပ်ပေးနေတယ်လို့လည်းပြည်သူ့ရင်ွယ်ဖွဲ့စည်းကသိရပါတယ်။